ယခုချိန်သည်တရားဘာဝနာများပွားများအထောက်ရမယ်အချိန်ဖြစ်ပါတယ်။ဒါကြောင့်နှလုံးစိတ်ဝမ်းအချမ်းစွာထားပြီးတော့စတဲ့ပြီးတော့ပွားများ အထောက်ကြရအောင်တင်ပလင်ခွေကြုံကြုံနေ ထိုင်လေနှစ်သက်ရလို့ဆိုတဲ့အတိုင်း တင်ပလင်ခွေပြီးတော့ ထိုင်တို့ကထိုင်မှာကြုံကြုံထိုင်တို့ကထိုင်မှာတို့ကဲ့သို့ထိုင်နေအခါမှာဝေရာချီမြာထမထာခေါင်ခါဖြောင်းမတ်စွာခြေတော်တည်းတခုနဲ့တခုထမ်းပြီးတော့မထိုင်မိပါစေနဲ့ခါကိုဖြောင်းမတ်စွာထားဥကောင်းကိုတဲ့တဲ့လီထား လက်အနိအထပပိလက်ဘွားလေးဖြံပလက်လံတင်ပလင်ခွေထားတဲ့အပေါ်မှာတင်လိုက်ညာဘက်လက်ဘွားလေးဖြံပလက်လံပေပေလက်ဘွားလေးပေါ်ထပ်ပြီးတော့တင်လိုက်ပေပေလက်ကအောက်ကညာဘက်လက်ကအပေါ်ကပေပေလက်ကအောက်ကညာဘက်လက်ကအပေါ်က လက်မလေးနှစ်ခုထိတ်ချင်းဆညစ်သားဖြစ်သွားနိုင်မည်မျိုးလုံးနှလုံးကိုလည်းစင်ငယ်မိပစက်ကိုလည်းပိတ်လိုက်တော့တင်ပလင်ခွေကျုံကျုံနေထိုင်လေနှစ်သိရာဝဲရာချီများဓမ္မတာကောင်းခါဖြောင်းမစွာနာဝမာကြည့်ဝင်ထွက်သည်တတိရှိနေပါ နာဝမာကြည်ဝင်ထွေးသည့်တတိရှိနေပါလို့ဆိုတဲ့အတိုင်နာသီးပြားမှာတတိလိကံပြီးတော့ဝင်လီဝင်မှန်သိအောင် ရှုမှတ်ပေးပါ ထွက်လီထွက်မှန်သိအောင်ရှုမှတ်ပေးပါ ဝင်လီဝင်တိုင်းသိပေးပါထွက်လီထွက်တိုင်းသိပေးပါ တကယ်သို့နာသီးပြားမှာတတိလေးကံပြီးတော့ဝရိယလေးစိုက်ပြီးဝင်လေးဝင်မှန်းသည့်တွေ့လေထွင်မှန်းသည့်အောင် ရှုမှတ်နေမယ်ဆိုရင် စိတ်ကလေးကတပြေးပြေးနဲ့ငြိမ်သက်အေးမြာပြီးတော့နာပါလိမ့်မယ်စိတ်နဲ့ကိုယ်ကိုယ်နဲ့စိတ်တထက်ထဲကြသွားရင်တမာတိရလာပြီတမာတိရလာပြီးတဲ့နောက် စိတ်တည်ကြည်လျင်ဉာဏ်သက်ဝင်ရှုမြင်ကိုခန္ဓာစိတ်တည်ကြည်လျင်ဉာဏ်သက်ဝင်ရှုမြင်ကိုခန္ဓာလို့ဆိုတဲ့အတိုင်းစိတ်ကလေးတည်ငြိမ်ပြီးတဲ့နောက်ခန္ဓာပစ်ဉာဏ်နဲ့ကြာရအောင် ပြောခဲ့ပါပြီခန္ဓာက အပြောခန္ဓာရဲ့သဘောခန္ဓာရဲ့ဆိုပြီးတော့နှစ်မျိုးရှိတဲ့အ ਨੇ ကငါတို့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဖြူတယ်မဲတယ်ပုတယ်ရှိတယ်လို့သုံးဆွဲလို့ရတဲ့သမုဒိသစ္စာနေက ပြောရတဲ့ခန္ဓာကို ရှုခိုင်းခြင်းမဟုတ်ပါဘူးသဗုဒိသစ္စာနေကတိရမေခန္ဓာကို ရှုခိုင်းခြင်းမဟုတ်ပါဘူးသမုဒိဆိုတာကသမုတ်ပြီးတော့ထားတဲ့အတွေ့အကြောင်းပြင်းညတရားသမုဒိသစ္စာဆိုတာက အခေါ်ပဲရှိတဲ့အတွေ့ယောက်ျားလို့ခေါ်ပါ မိန်းမလို့ခေါ်ပါလူလို့ခေါ်ပါနတ်လို့ခေါ်ပါဆိုပြီးတော့ပုံပန်းတယံအထေကူတရတ်လိုက်ပြီးတော့ပြောင်းလဲပြီးတော့ခေါ်ဆိုလို့ရယုံတစ်တစ်သုံးဆွဲလို့ရယုံတစ်တစ်ရှိတဲ့အတွေ့အကြောင်းအခေါ်ရှိဆိုတာကပြဉ္ညာတရား ီမှာခန္ဓာဖြင့်ညာနေဆိုတာကပရမတ္ထသစ္စာ နေကပြောရတဲ့တကယ်ရှိတယ်လို့ခေါ်တဲ့ယုံနံတရားအဲ့ဒီယုံနံတရားတကယ်ရှိကပရမတ္တရားဒါကြောင့်ခန္ဓာဖြင့်ညာနေကြတို့ဆိုတာကပညာခန္ဓာကိုဖယ်ပြီးတော့ပရမတ်ခန္ဓာပရမတ်သဘောတရားကို ညာနဲ့မြင်အောင်ကြည်ရမေတဘောတက်တက်လေးပါပဲတဘောတက်တက်လေးပါပဲဓမ္မနေတ္တတနေစီဝတဘာဝလို့စာကသုံးပါတယ်ဓမ္မအကြောင်းတိုင်းဆိုင်မှာပေါ်လာတယ်ပရမတ်တဘောခန္ဓာမြင်စိတ်မြင်ခန္ဓာကြားစိတ်ကြားခန္ဓာနာစိတ်နာခန္ဓာစာစိတ်စာခန္ဓာ ယာနာကောင်းစိတ်ခန္ဓာတွေးတော်ကြံစည်စိတ်ဆိုတဲ့အကြောင်းတိုက်ဆိုင်မှာကောနာတဲ့ပရမတ်သဘောခန္ဓာလေးတည်းသည်နေတ္တာနေစီဝသဘာဝယောက်ျားလည်းမဟုတ်ဘူးပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူးတ attva လည်းမဟုတ်ဘူးအသည့်စီဝလိပ်ပြာလည်းမဟုတ်ဘူးသဘောတည်တည်လေးပဲပေါ်လာတာ ဒါကြောင့်ဂျေဇုတော်ရှင် အကမဟာပန္တိတာမိုးကုတ်ဆရာတော်ကြီးမိန့်ခဲ့တာကကွာတဲ့တရားရှုမှတ်တယ်ဆိုတာဘောနာတဲ့သဘောခန္ဓာလေးရဲ့အပေါ်မှာသဘောတရားလေးပေါ်ပြီးတော့သဘောတရားလေးဖြစ်သွားတယ်သဘောတရားလေးဖြစ်ပြီးတော့သဘောတရားလေးပြည့်သွားတာကိုဉာဏ်နဲ့ကြည့်တာ ဝိပဿနာတို့ဆရာတော်ဘုရားကြီးသုံးပါတယ်အခုဆိုရင်ယောဂီတို့ကမျက်လုံးလေးစုံမဲပြီးတော့တရားရှုမှတ်နေတဲ့အချိန်မှာဦးစင်ကဒီဘက်ကနေပြီးတော့တလုံးပြီးတလုံးတလုံးပြီးတလုံးအစစ်မပြတ်အတန်လှိုင်းလေးလို့ခေါ်တဲ့တရားတွေပြောပေးတယ်တရားတွေဟောပေးတယ် ဒီလိုဆိုရင်အခုဦးဇင်းပြောပြနေတဲ့တရားဆိုတဲ့အတန်လှိုင်းအတန်လေးရေယောဂီတို့ရဲ့နာအကြည်ယုံရေတိုက်ဆိုင်လိုက်တော့ဂျာတိစိတ်ခန္ဓာလေးပေါ်လာတယ်ဂျာတိစိတ်ခန္ဓာသဘောတရားလေးပေါ်လာတယ်အဲ့ဒီဂျာတိစိတ်ဆိုတဲ့သဘောတရားလေးတည်းမှာငါကကြားတာလည်းမဟုတ်ဘူးသူကကြားတာလည်းမဟုတ်ဘူး ญาติစိတ်ခန္ဓာတဲမှာငါဆိုတာလည်းမပါဘူးသူဆိုတာလည်းမရှိဘူးဘုံကြီးဆိုတာမရှိဘူးအမျိုးသားအမျိုးသမီးဆရာကြီးဆရာလေးတိလရှင်ယဟန်တန်ဃာဆိုတာမရှိဘူးญาติစိတ်ဆိုတဲ့ခန္ဓာလေးမှာဉာဏ်လေးနဲ့ခွဲခြံစိတ်ဖြာပြီးတော့ခြိလိုက်တော့အတန်ဆိုတာကရှုပ်တရားနာအကြည်ကလည်းရှုပ်တရားအတန်ဆိုတဲ့ရုပ် နာအကြီးဆိုတဲ့ရုပ်အတန်ကအတိုက်တန်နာအကြီးကအခန္ဓာအတန်လိုင်းကအတန်ရုပ်ကအတိုက်တန်နာအကြီးကအခန္ဓာအခန္ဓာနဲ့အတိုက်တတိုက်လိုက်တော့ဂျာတိစိတ်ဆိုတဲ့ခန္ဓာလေးပေါ်လာတယ်ဂျာတိစိတ်ဆိုတဲ့စိတ်ဆိုတဲ့ခန္ဓာလေးကနန္တရား ဒါကြောင့်အတန်ကရှုပ်နာအကြည်ကရှုပ်ကြာတိစိတ်ကနံပေါင်းလိုက်တော့ရှုပ်နံတေပေါ်လာတာအဲ့ဒီပေါ်လာတဲ့ရုပ်နံတဲမှာငါတဲ့မပါသူလည်းမရှိငါမပါသူမနော့ယောက်ျားမိန်းမပုဂ္ဂိုလ်တ ত্ত্ব ဝမရှိဩရုပ်နံပေါ်ပြီးတော့ ယုံနံနေပြစ်သွားတာပဲပေါ်နာတဲ့အထင်မှဖြစ်တဲ့အထင်မှငါဆိုတာမပါဘူးသူဆိုတာမရှိဘူးပြစ်သွားတဲ့သဘောတရားတည်းမှလည်းငါဆိုတာမပါဘူးသူဆိုတာမရှိဘူးယုံနံပေါ်ပြီးတော့ယုံနံပြစ်သွားတာ သဘောတည်းတည်းမြတာပေါ်လာပြီသဘောတည်းတည်းမြတာပြစ်သွားတာအဲ့ဒီလိုယုံနံပေါ်ပြီးတော့ယုံနံပြစ်စည်းသွားတဲ့သဘောတရားလေးကို တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါယာမတမ္မာတတိတမ္မာတမာရီလို့ခေါ်တဲ့လောကီမေခင်၅ပါး ਨੇ တိအောင်လုံနေတာတိအောင်မှတ်နေတာမြင်အောင်ကြည့်နေတာကို တရားအထုတ်တယ်တရားထိုင်တယ်တရားရှုမှတ်တယ်လို့ခေါ်ပါတယ်ဒါကြောင့်စိတ်တည်ကြည်လျင်ဉာဏ်သက်ဝင်ရှုမြင်ကိုခန္ဓာ အကြောင်းတိုက်ဆိုင်မှာပေါ်နာတဲ့ပရမတ်တဘောနီးဒီရဲ့ခန္ဓာကိုပရမတ်တဘောခန္ဓာရဲ့အပေါ်ကိုညံနဲ့ခြိလိုက်တော့ဖြစ်ပြင်းမြင်အောင်ဖြစ်ပြင်းမုံချုံဆုံးနိဗ္ဗာန်မှန်အဆင့်၃ဆင့်ပါထိုကဲ့သို့ပရမတ်တဘောခန္ဓာလီးဒီရဲ့အပေါ်မှာလောကီမေခင်၅ပါးရှုဉဏ်တရားနဲ့ခြိလိုက်တော့ ပထမဖြစ်ပြစ်ဒီမြင်ပါမေဘောလာတာသည်ယုံနဲ့နံပစ္စည်းသွားတာသည်ယုံနဲ့နံပေါ်တာလေယုံနံဖြစ်တာလေယုံနံအော်ဖြစ်ပြစ်ပဲယုံနံပဲလို့အမှန်သိနေတာသည် စာလို၃နိုင်တော့ယထာဘုဒ္ဓဉ္ဉ္ဝိပတနာဉ္ဉ္လို့၃ပါတည်း ဩနာတဲ့သဘောတိဩဖြစ်တာရဲ့ပြစ်တာရဲ့ယုတ်နံပေါ်တာပဲလို့အမှန်သိလိုက်တော့ယထာဘူတညာရသွားပြီဖြစ်ပြစ်မြင်တုံးကယထာဘူတညာတခါညာလေးရင့်အောင်ဆင်းပြီးတော့ကြည်လိုက်တော့နောက်တခါလာလေးဖြစ်ပြစ်နောက်တခါလာလေးဖြစ်ပြစ်နောက်ဆုံးညာအားကောင်းလာရင်ဖြစ်တာတောင်မှ မမြင်တော့ဘဲနဲ့ပြစ်တာတွေပဲမြင်ရတော့တယ် ဖြစ်တာတော့မမြင်ရဘဲနဲ့ဖြစ်တာဒီပဲမြင်ရတော့တယ်လောကမဥပမာအဖြင့်ဥစဉ်တို့မိဝိုင်းကြီးတစ်ခုပေါ့မိဝိုင်းကြီးတစ်ခုပေါ့အဲ့ဒါကို ပထမရံဃာဇတုံဃာတော့အစအဆုံးဒီလိုလေးမြင်သေးတယ်သို့တော်လည်းပဲအရှင်လေးရလာတော့အဝိုင်းကြီးပဲမြင်ရတော့တယ်ဒီမှလေးပဲတဲ့ညံလေးရင့်လာရင် ဉာဏ်ဒီက အာကောင်းလာရင်ဖြစ်တာတောင် မတွေ့ရတော့ပဲနဲ့ပြစ်တဲ့သဘောလေးပဲတွေ့ရတယ်ဒါကို ဝရဉာဏ်လို့သုံးပါတယ်ပြစ်စည်းတဲ့သဘောလေးမြင်တာပေါ့အဲ့ဒီလိုနောက်ဆုံးမှဉာဏ်အလီအာကောင်းလိုက်တော့ခြိနိုင်တိုင်းခြိနိုင်တိုင်းနောက်တစ်ခါလာလဲပြစ်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 ဘာဖြစ်သွားတယ်လဲဆိုတော့ အဲ့ဒီပြစ်သွားတဲ့သဘောတရားလေးကိုမကြည့်ကျင်တော့လောက်အောင်မုံနာတယ်မကြည့်ကျင်တော့လောက်အောင်မုံနာတယ်စလို့သုံးလိုက်တော့နေဘိန္ဒညံညံစင်တက်လာပြီနော်ပထမဖြစ်ဖြစ်ဒီမြင်တော့ငါယထာဘူတညံဒုတိယဖြစ်ဖြစ်ဒီမုံလိုက်တော့နေဘိန္ဒညံ မုံပေမဲ့လို့ပေးပြီးတော့ရှူလိုက်တော့နောက်ဆုံး ဖြစ်တာလေမမြင်ရတော့ဘူးပြစ်တာလေမမြင်ရတော့ပဲနဲ့ဖြန်းကလေးနဲ့ဖြစ်ပစ်တွေချုပ်ဆုံးသွားပြီအဲ့တာကမဲ့ညာပေါ်တာဒီအဆင့်ရောက်အောင်ရှူရမယ်ပထမဖြစ်ပစ်တွေမြင်တော့ငါယထာဘုဒ္ဓညာဒုတိယဖြစ်ပစ်တွေမုံနာကနှိပ်ဘိန္ဒညာ နောက်ဆုံးဖြစ်ပြစ်တွေခြုံဆုံးသွားတာကမိညာဒါကြောင့်ဖြစ်ပြစ်မြင်အောင် ဖြစ်ပြစ်မုံခြုံဆုံးနိဗ္ဗာန်မှာဖြစ်ပြစ်တွေမြင်လိုက်တာနဲ့တပြိုင်နက်မြင်ပြီးတဲ့နောက်မုံလာမင်းမုံပြီးတာနဲ့ဖြစ်ပြစ်တွေလည်းခြုံဆုံးရောမကဘိညာတကိမ္မတာမစ္စိတ်တကြိမ်ကြပြီးတာနဲ့တပြိုင်နက်နောက်ဖိုလ်စိတ်တွေဝင်လာမင်း အဲ့ဒီလိုဖို့စိတ်တွေဝင်လာပြီးတော့နိဗ္ဗာန်ကိုအာယုံပြုကြမယ်နိဗ္ဗာန်ကို ကြည့်ကြမယ်ဆိုရင်တော့မြင်သွားပြီဒါကြောင့်တတနာတော့နေဝန်လာဝန်ပေါ်တင်ထွန်းသောရှင်ရှင်မြန်မြန်နိဗ္ဗာန်ကို မြင်နိုင်စွမ်းနဲ့တတ္တိလည်းရှိတယ်ကိစ္စလည်းရှိတယ်လို့မိတ်ခဲ့ပါတယ်သစ္စာအနှစ်16ချစ်တယ်မှာပါတယ်တတနာတော့ နေဝန်လာဝန်ပေါ်တင်ထွန်းသို့ရှွန်းရှွန်းမြိုင်မြိုင်နိဗ္ဗာန်ကိုမြင်စွမ်းနိုင်တဲ့ကိစ္စလည်းရှိတယ်လို့မိမ့်ပါတယ်ဒီတော့နိဗ္ဗာန်ဆိုတာတကယ်ရှိတဲ့တရားအဲ့ဒီတကယ်ရှိတဲ့နိဗ္ဗာန်ကိုပကတိမျက်လုံးနဲ့မမြင်နိုင်ဘူးတဲ့မိညာန်တည်းမှာမြင်နိုင်တာဒီအဆင့်ရောက်အောင်ဦးဇင်းတို့ရှုမှတ်ရမှာဖြစ်ပါတယ်ဒီနေ့ဆိုရင် တရားစကံပွဲကြီးခကြီးတာတဝဲကျူလာတဲ့အတွေ့အကြုံကျူစားပြီးတော့ရှုမှတ်ပြရမေးအမြဲတမ်းပြောခဲ့တယ်နော်မိကို အလိုရှိတဲ့ပုဂ္ဂိုလ်သည်မိကိုမရမနေရအောင်ကျူစားတကယ်သို့ဦးဇင်းတို့သူတော်ကောင်းတို့တက်ကလည်းဩနာတိလွတ်တဲ့နိဗ္ဗာန်ရအောင်ကျူစားချတဲ့ပုဂ္ဂိုလ်များဖြစ်နေတဲ့အတွေ့အကြုံ အာရတဝိရိယလုံနာဝရိယအပြိအဝထာယာမေဇွဲတန်တန်နဲ့ရှုမယမေအယူကြီးကြီးအေးခန်းခန်းမစုတ်တန်းမလျော့တန်းတရားတူတရားမြတ်ရအောင်ကျူးစားမေဆိုပြီးတော့ဇွဲလုံနာဝရိယတန်တန်နဲ့ကျူးစားရင်ရနိုင်ပါ रे တန္တရာတျှောလုံးကယခုလို့ တရားဓမ္မဒီနယ်လေးမတွေ့ခဲ့ကြအကယ်၍တွေ့ခဲ့ပြန်တော်လည်းပဲခန္ဓာမှာကြောက်တည်ဒုနာမှာကြောက်တည်အထိုင်အထပုံရည်လေးလဲသွားမှာကြောက်တည်အကြောင်းအမျိုးမျိုးပြတာအဲ့ဒီအကြောင်းအမျိုးမျိုးဘသူကပြတာလေတဏှာကနေပြောတာဟဲ့နင့်တရားထိုင်တာကတော့ဟုတ်ပါပြီနင့်ဒုက္ခလည်းကောင်းတာမဟုတ်ဘူးလေ မတော်လို့ဒုနာပိုးဆိုးတာဒုက္ခရောက်မှာပေါ့နှင့်ခါကလည်းကောင်းတာမဟုတ်နှင့်ရဲ့အယိုးအစစ်တွေကလည်းတမ္မာတော့တာမဟုတ်ခွေသူများချာပုံရသားလည်းရှစ်ဆရာကြီးကိုအိမ်ကိုတက်တောင့်တက်သားလေးနေပါခွေဆိုပြီးတော့တဏှာက အပြိုးကောင်းကောင်းနဲ့တားစီတဲ့အပြိုးကောင်းကောင်းနဲ့ချုံမော့နိုင်တဲ့အတွေ့အကြုံ ဥစဉ်တို့ကတဏအလိုကြခေါင်းငိမ့်ပြီးတော့ဟုတ်သားပဲအေးအေးစီစီပဲနေတော့မေဆိုပြီးတော့တဏရဲ့အလိုကြနေခဲ့မိကြတဲ့အတွေ့အကြောင်းတဘဝလာလေခန္ဓာတိယသိလိုက်ကြရနောက်တဘဝလာလေခန္ဓာတိယသိလိုက်ကြရဆိုတော့မွေးလို့လေမဆုံးပါတီလို့လေမဆုံးပါ ဘာကြောင့်လဲတရားနဲ့မတွေ့ကြလို့ဘာကြောင့်လဲတရားနဲ့တွေ့ပင်တွေ့ညာတော်လေပဲတရားကိုရှောင်ခဲ့ချလို့ဒါကြောင့်တို့သူတော်ကောင်းများစဉ်းစားနော်တရားဆိုတာလွယ်လွယ်လေးနဲ့တော့အုံဖွတ်မှန်းတယ်လို့မရနိုင်ပါဘူးတကယ်ကြိုးစားမှတကယ်တမ်းရတာဦးဇင်းတို့တရားအစဆုံးညပြောခဲ့ပြီး ဩဃာတိတင်ညူပုဂ္ဂိုလ်လွယ်လွယ်လေးနဲ့တရားတက်ဖို့အတူချုပ်ပြီးတော့ဟောယုံနဲ့တရားတူရတဲ့ခက်ကကုံသွားပြီဝိပိစိတင်ညူပုဂ္ဂိုလ်အကျေတဝဲဟောကြားတရားနာယုံနဲ့တရားတူရတဲ့ခက်ကလည်းကုံသွားပြီဒီခက်ကဗရပရမပုဂ္ဂိုလ်ရဲ့နေရပုဂ္ဂိုလ်ရဲ့ဆိုပြီးတော့ ဒီနှစ်မျိုးပဲကြံတော့တယ်တကယ်တမ်းကြိုးစားမှရနိုင်တယ်တကယ်တမ်းကြိုးစားပြီးကြိုးစားညာတော်လည်းပဲပါရမီပါယုံအစင်နောက်ရနိုင်တယ်ဒီတော့မိုးကုတ်ဆရာတော်ကြီးကတော့သုံးပါတယ်ကွာတဲ့မင်းတို့ကဒီဘဝတရားတူရနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်နေတဲ့အတွေ့အကြောင်းဒီတရားနဲ့တွေ့တာလို့ဆရာတော်ကြီးကမိန့်ပါတယ် တရားတုရစရာ အကြောင်းမရှိရင်လေဒီလိုတရားနဲ့ကိုတွေ့စရာအကြောင်းမရှိပါဒါကြောင့်ဆရာတော်ကြီးကပါတဲ့မင်းတို့ကပါရမီပြည့်စုံပြီသားတဲ့အဲ့ဒီပြည့်စုံနေတဲ့ပါရမီတဲမှာတရားရှုမှတ်တယ်ဆိုတဲ့အလုတ်ပါရမီလေးထည့်လိုက်ပါရမီပြည့်စုံပြီသားဆိုတာက ပြန်ပြီးတော့စစ်ကြည့်တော့ ဖရာရှင်ကိုရောမြတ်ကြီး သာသနာနဲ့တွေ့ရပါလို့ဤအခုတွေ့ပြီနော်လူဘဝရရပါလို့ဤရနေကြပြီဟောနိုင်ပြောနိုင်တဲ့ဆရာသကောင်းတမကောင်းနဲ့ကြုံရပါလို့ဤကြုံနေကြပြီသစ္စာတရားဟောတဲ့အခါမှာထောင်းနိုင်တဲ့ဉာဏ်နာနဲ့ရှိရပါလို့ဤဆိုတဲ့ဆုတောင်းကလည်းပြည့်နေကြတဲ့အတွေ့အကြုံ ဖရာသာသနာနဲ့ကျုံလူဘဝနဲ့ကျုံဆရာကောင်းတမန်ကောင်းနဲ့ကျုံထောင်းနိုင်တဲ့နားလေးရှိတဲ့အခါမှာတဲ့နောက်နာကနေပြီးတော့အလုတ်ပါရမီလို့ခေါ်တဲ့တရားအထုတ်တဲ့အလုတ်လေးဒါကျူးစားလိုက်စမ်းမှာ တရားအထုတ်တဲ့အလုတ်ပါရမီလေးဒါဒီတစ်ချက်ဖြည့်လိုက်မယ်ဆိုရင်ဒီဘဝကျင်းသေးပေါ့ တရားသူတရားမြတ်ရနိုင်ပါတဲ့ကွာလို့ဆရာတော်ကြီးမိန့်ပါတယ်ဒါလည်းပဲဆရာတော်ကြီးကအကြောင်းတက်တက်မိန့်တာမဟုတ်ပါဘူးဘုရားရှင်ကိုတော်မြတ်ကြီး ပရိနိဗ္ဗာန်စံဃာနိဆဲဆဲလေးမှာသူပါဆိုတဲ့ပရပိုက်ယဟန်ကြီးလျှောက်တယ်လေသူပတ္တပရပိုက်ယဟန်ကြီးကဘယ်ကဲ့သို့လျှောက်တယ်လဲဆိုတော့အရှင်ဘုရားအရှင်ဘုရားကအခု ပရိနိဗ္ဗာန်စံတော့မယ်ဆိုတော့အရှင်ဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက်ပိုင်းမှာယဟန္တာတိများစိတ်သုံးသွားနိုင်ပါသလားဖရာလို့သူပါဒယဟန်ကြီးကမေတော့ဖရာကပြောတယ်ဤမေသသူပါဒတမ္မာဝိရဟရေယုံအတုံညောလောကောအရဟံတိဟိအတ္တလို့မိမ့်ပါတယ်အဖြောင်းပြောလိုက်တော့ चित्त သူပါဒတာ ငါဖျား40နှစ်ငါးဝါကာလပတ်လုံးဟောကြားထားခဲ့တဲ့ဓမ္မခန္ဓာပေါင်း8000တောင်ရှိတယ်ဟိအဲ့ဒီဓမ္မခန္ဓာပေါင်း8000တောင်ဒီကဖျားဒီပါပဲกว่าပြောပြီးနော်ဖျားရှင်ကိုတော်မြတ်ကြီးတစ်တော်ထင်ရှားရှိတဲ့တော့ငါတော့ဖျားကတဆူရဲရှိတာ သို့တော်လည်းပဲသူ40နဲ့5ဝါကာလပတ်လုံးဒီလိုကျင်ရမေဒီလိုကြံရမေဒီလိုနေရမေဒီလိုရှုမှတ်ပွားများအားထုတ်ရမေဆိုတဲ့အဆုံးအမဒီသနာတော်ဒီက8000ဒီတော်ရှိတာအဲ့တော့ဖယားအဆုံးအမစကားတစ်လုံးသည်ဖယားတစုပါပဲဖယားအဆုံးအမစကားတစ်လုံးသည်ဖယားတစုပါပဲလို့ဆိုတဲ့အတွေ့အကြုံ ဓမ္မခန္ဓာပေါင်း၈၄000ရှိရင်ဖညာပေါင်း၈၄000ပေါ့ဒါဥပမာဥပမေယလေအဲ့တော့ဖညာက၈သာသူပတာတဲ့ငါဖညာဟောထားတဲ့ဓမ္မခန္ဓာပေါင်း၈၄000တီကို လိုက်နာကြမယ်ရှင်းသုံးကြမယ်ငါဖညာဟောထားတဲ့တရားဒေသနာဒီအတိုင်းကြင်ကြံကြိုးကို ပွားများအထုတ်အလုံးလုတ်ပြီးတော့ တရားတာကျူးစာရှုမှတ်ကြမယ်ဆိုရင်ကွာတဲ့အရဟံတေဟိအတုံညောလောကအတ္တလို့ဆိုတဲ့အတိုင်ဟောဒီလောကကြီးထဲမှာယဟန်တာဆိုတာမစိတ်သုံးပါဘူးကွာယဟန်တာဆိုတာကအမြဲတမ်းရှိပါရဲ့ကွာလို့ဒါဖယားရှင်ကိုတော်တိုင်ပရိနိဗ္ဗာန်စံဃာနီဆယ်ဆယ်လေးမှာ ရွှေနှုတ်တော်ကနေပြီးတော့ထုတ်ဖော်ပြီးတော့အာမခံချက်ပြီးသွားတဲ့စကားပါဘုရားရှင်ကိုယ်တိုင်မိန့်ခဲ့တဲ့စကားပါဒါကြောင့်မို့ကြည့်လေဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးပရိနိဗ္ဗာန်စံပြီးတဲ့နောက်ပိုင်းတိဟိုခေတ္တုံကယဟန္တာတိဘလောက်တောင်များတည်းဆိုတော့ယခုလိုဆောင်းတွဲကာလဆံရီတပါးတိရှိတ်သိမ့်ပြီးတော့ ဇဘာတိ6အောင်နေလှမ်းကြရတဲ့အဲ့ဒီလိုနေလှမ်းတဲ့အခါမှာကောင်းကင်မှာတပြီးတော့ယဟန္တာအရှင်မြတ်ကြီးတွေကသံသမပတ်ဒီဝင်စားဟိုအယက်တီအယဇံပြန်ပြီးတော့နေကြတဲ့အတွေ့အကြောင်းမြေပြင်းမှာနေပြောက်တော့မထိုးဘူးတဲ့နေကမပူလို့လားဆိုတော့မဟုတ်ဘူးတဲ့နေကပူတဲ့သို့တော့ကောင်းကင်မှာယဟန္တာအရှင်မြတ်တွေကသံသမပတ်ဒီဝင်စား ဟိုအယက်ဒီအယက် ပြန်တန်းသွားကြတဲ့အတွေ့အကြောင်းယဟန္တာတပါးနဲ့တပါးခန္ဓာကိုယ်တွေကဆစ်နေတဲ့အတွေ့အကြောင်းမြေပြင်မှာနေပြောက်မထိုးတဲ့အတွေ့အကြောင်းတချို့တချို့နေရာဒီမှာစပါးလှမ်းဖို့တောင်မှ ခဲရင်တယ်လို့ဦးဇင်းတို့စာပေတဲမှာလိလာခွေရခဲ့ပါတယ်ဒီလိုဆိုရင်တီဟိုခစ်ဆိုတာကဒါဖယားပရိနိဗ္ဗာန်ဆံပြီးတဲ့နောက်မှာ ပေါ်လာတဲ့ခက်လေအဲ့ဒီလိုဘုရားပြိဋိဘံဆံပြီးတော့ပေါ်လာတဲ့ခက်ထဲမှာဘုရားဟောခဲ့တဲ့အတိုင်းတရားဓမ္မဒေသနာတော်တွေကျင့်ကြံကြိုးကိုပွားများအထုတ်လိုက်တဲ့အတွေ့အကြောင်းယဟန်တာဖြစ်ကြသေးတယ်ဆိုရင်ဦးဇင်းတို့ဒီနေ့မြင့်မောက်ခက်မှာလဲကြည့်ပေါ့ဂျေဇုတော်ရှင်အက္ခမပန္တိတမောဂုဆရာတော်ဘုရားကြီးကဲ့သို့ဆရာတော်ကြီးတွေခန္ဓာဝန်ချတဲ့အခါမှာအယူအသအသွေးတော်တွေက ဓာတ်တော်တွေကြာပြီးတော့ယဟန္တာဖြစ်သွားတဲ့အရှင်မြတ်ကြီးတွေကိုယ့်ရဲ့မြင့်မောက်လက်တွေ့မှာများစွာရှိနေတယ်ကိုယ့်ရဲ့ဓမ္မမိတ်ဆွေအချင်းချင်းတွေမှာတည်တဲ့အခါမှာလည်းကြည်လေယဟန္တာဖြစ်မဖြစ် ဆုံးဖြတ်ချက်ချလို့မရနိုင်ပေမဲ့လို့တကယ်ကျူးစာပြီးတော့တရားအထုတ်ပြီးတော့တည်သွားချတဲ့ပုဂ္ဂိုလ်များအတုပမတသွားပြီးတော့အကေခလိုက်တော့ ညီညူမရှိ မြေကတိနှင့်မြစ်လန်းကြောဆွဲ မရှိဘဲနှင့်တီလေမတောင်တင် ပုံနှံ့ခြင်းသည်ကျိုးရင်ဝိပဿနာတကိုးသည်ဆိုတဲ့တရားရဲ့အစွမ်းတတ္တိကြောင့်ပျော့ပျော့ပြောင်းပြောင်းမပုံမတူအိန္ဒြိတံပတ္တိမျက်နှာလေးကြီးကြီးလင်းလင်းနဲ့တီရာတောင်မှတီရလို့မထင်ရဘဲနဲ့ ပကတိအိစစ်အနာယူနေတဲ့ပုံသတ္တံရုပ်အစင်းမပြည့်ဖဲနဲ့သုတိပြည့်ကျွေ သွားကြတယ်ဓမ္မမိတ်ဆွေများရဲ့အတုပါကို ရှုခဲ့ပူကြပါလိမ့်မယ်ဒီတော့ဥစဉ်ပြောချင်တာကဒီတရားတည်းဆိုတာကတခက်ကိုပဲလုံးနဝရိယစိုက်ပြီးတော့ရှားခြင်းနဲ့စိတ်တခုအရင်ခံပြီးတော့လုံးနဝရိယစိုက်ပြီးတော့ကျူးစားမယ်ဆိုရင် ဖရာကသူပတ္တယဟန်ကြီးအားဟောခဲ့တယ်လို့ပါပဲတကယ်ကြိုးစားရင်တကယ်တမ်းရနိုင်ပါလေလောကကြီးထဲမှာယဟန်တာအမေတန်ရှိနေနိုင်ပါလေဒါကြောင့်ဒီတာကဒီသဘောတရားတွေကိုထောက်ဆံပြီးတော့ယနေ့ကြွရောက်ပြီးတော့ရှုမှတ်အားထုတ်ကြတဲ့တို့ယောဂီသူတော်ရှင်များကလည်းအိုးဖရာစကားနားထောင်ပြီးတော့ဒီတရားတကယ်တမ်းကြိုးစားရင် တို့လည်းပဲပါရမီပြည့်ပြီးသားဖြစ်နေတဲ့အတွေ့အကြောင်းအလုတ်ပါရမီလေးတာထည့်ပြီးတော့ကြိုးစားနိုင်ရင်တို့တကယ်ကြိုးစားရင်တကယ်ရနိုင်တာပဲလို့ဆုံးဖြတ်ချက်ချပြီးတော့ကြံရှိနေတဲ့အချိန်ပိုင်းလေးမှာ ပေါ်လာတဲ့မြပရမတ်တဘောခန္ဓာတို့ရဲ့အပေါ်မှာမြင်စိတ်ပေါ်ရင်နဲ့ဖြစ်ပျက်ရှုပြီးကြားစိတ်ပေါ်ရင်နဲ့ဖြစ်ပျက်ရှုပြီးနာစိတ်ပေါ်ရင်နဲ့ဖြစ်ပျက်ရှုပြီးအခုဆိုရင်နာယီဝဲရှိလာပြီးညောင်းနေညာတဲ့ကြိုက်တဲ့ခဲတဲ့တောင်းနေတင်းနေအောက်နေအင်းနေဆိုတဲ့အရှုခံဝေဒနာတွေလာရင်လည်းဖြစ်ပျက်ရှုပြီးနောက်ဆုံးဘာလာလာ ဖြစ်ပျက်ရှုပြီးတော့ပြီးပါ ဘာလန်လန်ဆိုတာကမြေစိတ်ပေါ်ရင်လည်းဖြစ်ပြကြားစိတ်ပေါ်ရင်လည်းဖြစ်ပြမွေးစိတ်နံစိတ်ပေါ်ရင်လည်းဖြစ်ပြရုပ်ရည်နံရည်ခွဲမဏီတော်ပဲနဲ့ဩပေါ်လာတမျာကဖြစ်ပြတိတဲ့ဉဏ်ကမေဆိုပြီးတော့ဖြစ်ပြနေမင်းနေတထထဲကြအောင်ရှုမှတ်နိုင်ကြမယ်ဆိုရင်ပထမဖြစ်ပြတည်းမြင်မြင်ရာကနေမုံမုံညာကနေဖြန့်ကလေးနဲ့ဆုံလိုက်တဲ့အတွေ့အကြုံ ကိုယ်လည်းပဲဒီဘဝမတည်ခင်တည်းကနိဗ္ဗာန်ကိုမြင့်ညာနဲ့မြင်နိုင်စွမ်းနဲ့တတ္တိတွေရနိုင်တယ်။ဒါကြောင့်အယိုကြီးကြီးအကြီးခံခံမဆုတ်တဲ့ဇွဲလုံးလဝရိယအရင်ကထားပြီးတော့ကြံရှိနေတဲ့အချိန်ပိုင်းတွေမှာဖြစ်ဖြစ်တွေမြင်ဖြစ်ဖြစ်တွေမုံဖြစ်ဖြစ်တွေဆုံးသည့်တိုင်အောင်စစ်လေပြီးတော့ရှုမှတ်ပွားများအထုတ်ပေးချာ ဥကောင်ကိုတဲတဲလေးပြန်ထားမျက်လုံးနေဖွင့်မကြည့်နဲ့နော်မိတ်ထားဥကောင်နေတဲတဲလေးပြန်ထားခါလေးတွေကိုဖြောင်းပြောင်းလေးထားကြိုးစားပြီးတော့ရှုမှန်ပွားများအထုတ်ပြီးပါ